တန်းစီရဲ့အရှုပ်တော်ပုံကိုနည်းနည်းလေးပြောပြပါမယ်။တန်းစီနဲ့ကိုဖြူဝေကတော့ခုနောက်ပိုင်းမှာနှစ်ယောက်အတူမတွေ့ရတော့တာကြောင့်တန်းစီနဲ့ကိုဖြူဝေကလမ်းခွဲလိုက်ပြီလားပြဿနာတွေဖြစ်နေတာလားဆိုပြီးတော့ပရိသတ်တီရဲ့မေးမြန်းချက်ကိုကိုဖြူဝေကအမှန်တိုင်ပဲပရိသတ်တီကို ဖြေချလာခဲ့တာပဲဖြစ်ပါရဲ့။ကိုဖြူဝေကတော့တန်းစီကတဲ့ထာဂီရူနဲ့ထိုးတဲ့ပွဲမှာ သူ့ကိုမနစ်နောက်အောင်လို့ဆိုပြီးတော့ ဝမ်ကစားချုပ်တကူကျွန်တော်အသေးချာနှိမ့်နိုင်ပြီးတော့စားချုပ်တကူလုတ်ပေးထားတယ်။ဝမ်နဲ့နှစ်ရှည်စားချုပ်တကူပေါ့။သူကသူ့အဖွဲဖွဲထားတယ်။သူ့အဖွဲနဲ့သူသွားမယ်ဆိုလို့တိုင်မင်းနဲ့နှိမ့်နိုင်တယ်ကျွန်တော်လည်းခွင့်ပြုပေးလိုက်တယ်။သဘောတူပေးလိုက်တယ်။အခုလည်းသူ့အဖွဲနဲ့ပဲသူဆက်လုပ်တာပါဆိုပြီးတော့ကိုဖြူဝေကအမှန်တမ်းပဲရင်ဖွင့်လာခဲ့တာပဲဖြစ်ပါလိမ့်။ဆိုတော့ကျွန်တော်တို့တွေဒီဟာရဲ့နောက်ကွယ်မှာလေးလာဆန်းစစ်ကြည့်တဲ့အခါမှာသူရဲ့နောက်ကွယ်မှာငွေပဲဗျနော်။ တန်းစင်တို့ဟာငွေနဲ့ပတ်သက်ရင်မရပါဘူးအခုကိုဖြိုးဝင်နဲ့လက်တွဲမယ်ဆိုရင်ကိုဖြိုးဝေကိုပါဆက်နေနဲ့ခွဲပြီးရမှာဖြစ်ပါတယ်နော်ထူးကြီးရီတန်းစင်ဟာ Tiger Club ရဲ့နော် Tiger မွေးထိုင်း Club ရဲ့တကယ်ကိုမှအရေးကြီးတဲ့ကံလန်းချက်ကိုတောင်ပယ်ချခဲ့ပြီးတော့မြန်မာနိုင်ငံမှာပဲလေ့ကျင့်နေတာဖြစ်ပါတယ်တကယ်လို့သာ Tiger မွေးထိုင်း Club မှာတွားရောက်လေ့ကျင့်လို့ရှိရင်သူထူးကြီးကနေ Person တော်တော်များများကို Tiger မွေးထိုင်း Club ကိုခွဲပြီးရမှာဖြစ်ပါတယ် ဒါကြောင့်သူဟာအထူးကြီးကိုအနစ်နာမခံချင်တာဖြစ်တဲ့အတွက်ငွေကြီးကိုမျောတာဖြစ်တဲ့အတွက် Tiger Muay Thai Club နဲ့လက်တွဲတာကိုဖြုတ်ပြီးတော့တော့ကန်လန့်ချက်တွေကိုငင်းပယ်လိုက်ပြီးတော့သူကမြောက်မင်းငယ်မှာပဲ Legion ပြင်ဆင်ခဲ့တာလေးဖြစ်ပါတယ်။ Tony Taimay ကိုဖြိုးဝေနေတာဆက်လက်သွားမယ်ပေါ့ဗျာဆက်လက်သွားမယ်ဆိုရင်တော့ဖြစ်ဝဲရှိတိုင်းမှာကိုဖြိုးဝေကိုပါဆက်နေနဲ့ပတ်စံပေးရမှာဖြစ်ပါတယ်။မန်နီကေတော့ကိုဖြိုးဝေယူတာကလည်းဘလောက်မှမများပါဘူးကျွန်တော်4%လောက်ပဲကျွန်တော်ကြားရပြီဗျာနော်။ဆိုတော့အခု Target Route နဲ့ထုတ်ပွဲပြီးမှာ ဝမ်ချမ်ပီယံရှစ်မှာအမြဲတမ်းပွဲတွေထိုးရဖို့တော့ကိုဖြူဝေကလုပ်ပြီးတယ်လုပ်ပြီးပြီးဘာမှမကြဘူးတန်းစင်ကသူ့ဖွဲ့နဲ့သူသွားမယ်ဆိုပြီးတော့ဒါလုတ်လိုက်တယ်ဆိုတော့ကိုဖြူဝေကအတော်လေးကိုခံရခက်ပါပဲဒါပေမဲ့ကိုဖြူဝေကစိတ်ထားရန်ကောင်းပါတယ်တန်းစင်ကိုကောင်းမှုမှုပဲလန်ခွေပေးလိုက်တာပဲဖြစ်ပါတယ်ဗျာဒါကတော့တန်းစင်ရဲ့လောလောဆယ်မှာအရှုပ်တော်ပုံတွေကိုပြန်လည်ပြောပြခြင်းပဲဖြစ်ပါတယ်ဗျာ